ဟယ်လိုကိုလုံးမင်္ဂလာပါကိုလုံးကောက်သွားနေပါအားလုံးနှုတ်ဆက်ပါတယ်အားလုံးကြမ်းမှာရှင်းလာကြပါစေเนาะအဲ နော် ကိုကိုကိုရဲ့နော်လူတယောက်ကပေါ့နော်ကိုရဲ့အရင်နှိမ့်ဆုံးမိတ်ဆွေပေါ့နော်ကိုကိုကိုရဲ့လက်ညှိုးထိုးပြီးတော့လေကိုပြောတာခံခဲ့ဖူးပါတယ်လို့နော်အကုန်လုံးအဲ့လိုခံဖူးလားမသိဘူးအမကအဲ့လိုခံဖူးပါတယ်နော်အဲ့ဒါကိုကိုကလေအမောက်အမန်မခွေးရှာတဲ့ပေါ့နော်အဘလို့ပြောမလဲကွယ်နုံတာပေါ့နော်အားတာပေါ့နော်ဟိုသူရဲ့စကားအဒိတ်ပီတီကိုကိုနားမလီဘူးနော်အဲ့ဒါကြောင့်အချင်းချင်းအခါခါလေးခရရတဲ့အချင်းချင်းခါခါမြဲရကြခရရတဲ့အချင်းချင်းခါခါဝမ်းနေခရရတယ်နော်အကုန်လုံးဘလို့ လို့ပြောရမလဲเนาะအသေးတွေဂလီစာတွေကိုတစားစီ ပြည့်စီရတာပေါ့เนาะကို အမအမှန်မခွေးချတဲ့တဲ့အွေမော်တော့အဲလိုရှိခဲ့ပါတယ်လို့เนาะ ဒါမဲ့တကယ်ကိုသီးလာတဲ့အခါအတီးတရားရလာတဲ့အခါမှာအိုးတော်တော်မှောက်ခဲ့တာပဲတော်တော်ကိုနှုတ်တားရပါတယ်တော်တော်လေးခံစားရပါတယ်နော်တကယ်ပါအမြဲတမ်းအဲ့ဒါကိုမျက်ရည်ကြပါတယ်ကိုကိုကိုလေအိုးနေဒီလောက်တော့မှတုံရလားနေဒီလောက်တော့မှအားရလားနော်နေဒီလောက်တော့မှဟိုစဉ်းစားညံမရှိဘူးလားနော်အဲ့လိုကိုတွေးမိတာပေါ့နော်စဉ်းစားလေတိုင်းမျက်ရည်ကြတယ်ဝမ်းနေတယ်ကိုကိုကိုထုဆက်လိုက်ရှင်နေတခါကြရင်တော့အဲ့လိုပေါ့နော် သူကကွယ်တအောင်တော့ night taxi နဲ့ပြောတာနော်အဲ့လိုမိတ်ဆွေမျိုးကိုတော့မတွေ့ရပါစေနဲ့လို့နော်ကိုကလေဘာမှတန်ဖိုးမရှိတဲ့လူလိုပဲနော်နှင်းချတဲ့ဆက်ဆံတဲ့အမျိုးမျိုးပုတ်ခဲစွာကတွေကိုရေးတိတ်ခါကိုရေးသီလကိုရေးကိုချင်းတရားကအစာအနုကိုစွာကခံရတာပေါ့နော်တအောင်ခံစားခဲ့ရပါလေနော် အဲ့ဒါဒီကိုအမြဲတမ်းအရေးပတ်မှာခန်းစားရပါတယ်ကိုကိုကိုလည်းအယူဂျိုးမရဖြစ်မိပါတယ်လို့เนาะအဲ့ဒါကြောင့်သေချာကြည့်ကြပါနော်အပေါင်းအသင်းပေါက်တစ်ဖြစ်မိတ်ဆွေဖြစ်ဖြစ်နော်ပြီးတော့မှယုံပြီးတော့မပုံအပ်ပါနဲ့လို့เนาะအစားစားရခွေးချပါနော်ဟိုအမားတို့လိုဖြေးမကိုကြောက်တယ်နော်ကိုလိုဘသူမှမဖြစ်စေချင်ဘူးနော်ဒါပေမဲ့သူ့ကိုတော့မေတ္တာပို့ပါတယ်နော်ကိုလိုမဖြစ်ပါစေနဲ့လို့နော်သူကတော့ပျော်ပျော်ရှင်ရှင်ဖွက်ကွယ်ကိုကတော့နော်သူရဲ့စကားတခွင်သူရဲ့စကားတွေကလည်းနော်သူ့အတွက်ဘာမှမဟု ဟုတ်ပေမဲ့ဒီခံရတဲ့လူအတွက်တော့အမြတ်ကြီးဟိုနာကြီးရပါတယ်နော်ဒဏ်ရာတွေမြောက်ပါတယ်နော်သူကတော့ဘာမှအမဲမထင်ဘူးပေါ့နော်သူစိတ်ထဲမှာရှိတဲ့ဟာတွေကိုသူပြောလိုက်တာပေါ့နော်ဒါပေမဲ့ခံရတဲ့လူအတွက်တော့သူအတွက်တော့ဘာမှမဟုတ်ပေမဲ့ဒီအခံရတဲ့လူအတွက်တော့အမြတ်ကြီးဟိုနင့်နာပါတယ်ဆုံရှုံပါတယ်သူရဲ့စကားတွေကနော်အဲ့ဒါကြောင့်လူတယောက်ကိုကိုကနိုင်လို့ရတယ်ပြောလို့ရတယ်ဆိုပြီးတော့အဲ့ဒါဂုဏ်ယူစရာမဟုတ်ပါဘူးနော် လူဆိုတာမေတ္တာတရားကအရေးကြီးပါတယ်ဘာလို့လို့စီးပွားလို့လို့ဘယ်မှာပဲဖြစ်ဖြစ်မေတ္တာတရားနဲ့တွားရပါတယ်လို့နော်အဲ့ဒါကြောင့်အမားတို့လို့ဘသူ့ဘာမှအဲ့လိုမခံစားစီရှင်ဘူးနော် အဲ့ဒါကြောင့်တေချာယူယူချပါလို့နော်ကိုအောက်ကလူငယ်တွေပေါ့နော်အမအမခွေးချချပါအမတို့လို့မနှုံပါနဲ့မအားပါနဲ့လို့နော်ဒါအမတို့ဘဝအတွက်ဘဝနဲ့ရင်ပြီးတော့သင်ခန်းစာရခဲ့ပါတယ်နော်အဲ့လိုအကုန်လုံးကင်ဝေးချပါစေနော်အကုန်လုံးမေတ္တာပေးနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါ